မနီမီဂျိုမူဂူကရောမနေ့ကအင်တာဗျူးတစ်ခုမှာဒီဇမလအတည်းမှာ အမေရိကန်နိုင်ငံကိုခီးစင်တစ်ခုအနေနဲ့အလဲပတ်သွားရောက်ဖို့ရှိတယ်လို့ပြောလိုက်တာဖြစ်တဲ့အတွက်ဒီဇမလ6ရက်နေ့မှာအမေရိကန်နိုင်ငံတက်ကဆက်မှာချန်ပီယံစင်ကိုပွဲကြီးကိုထိုးသက်သွားမယ်ဂျိုရှာဘန်ရဲ့ပွဲကိုများသွားချိန်မှာလားဆိုပြီးတော့ရောင်းမှာ online ပေါ်မှာတော့လူပြောများနေတာပါဂျိုရှာဘန်က Brandon River ကိုအနိုင်ယူပြီးတာနဲ့ချက်ချင်းပဲ မမမိုးဟီကိုမင်းသမီးကျော်မိုးဟီကိုကသူ့ကိုအရန်အားပေးတဲ့ဂျော်ရှူအာဘန်ကိုနော်စပရိုက်တိုက်လိုက်ပြီးတော့အချင်းချင်းအာဘစ်ကားတွေပြောသွားခဲ့တယ်။အဲ့ဒီအင်တာဗျူးမှာသူ့အနေနဲ့ချန်ပီယံစင်ခိုပွဲထိုးသက်ဖို့ရှိတယ်။လာအားပေးမှာလာလာအားပေးနော်ဆိုပြီးတော့ ဂျော့ရှွာဘန်ကမိုးဤကိုကိုဖိတ်ကြားလိုက်တာလူတိုင်းအသိနော်ဆိုတော့ဂျော့ရှွာဘန်နဲ့မိုးဤကိုရဲ့ဆက်ဆံရေးကတော့တိုင်းကလုံးဝပြည်သက်တွေလည်းတွေ့ကြပါရယ်နော်အချင်းချင်းတယောက်နဲ့တယောက်ကိုအားပြီးကြတာဒါဂျော့ရှွာဘန်ဆိုရင်လည်းပဲသူငငယ်ကလေးကနေကြည့်တဲ့မြန်မာဒါမီနီမီရီတန်းမှာဆိုရင်မိုးဤကိုကိုအချစ်ဆုံးပဲနော်အားပြီးဆုံးပဲဆိုတော့ဟိုဂျော့ရှွာဘန်နေနဲ့လည်းနော်ခီးစင်အဆဆုံးပေါ့လေဒါမိုးဤကိုကိုလာဖို့အတွက်နော်အေးဆိုင်ပြင်းလည်းစိုက်ပြင်းပါပြီပြောလို့တော့မချောက်ပေါ့လေနော်ဆိုတော့အခုကမိုးဤကိုကမနေ့က ဒါဂျော့ရှွာဘန်ရဲ့ပွဲကိုသွားမယ်လို့အသည့်လည်းမပြောခဲ့ပေမဲ့လည်းအမေရိကန်နိုင်ငံကိုဒါဒီဇင်မာလာတဲမှာသွားရောက်ဝေးရှိတယ်လို့ပြောလိုက်တာကြောင့်ဒါရီကတိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူးလို့ပြောဆိုနေကြပြီပဲဖြစ်ပါတယ် ဆိုတော့ Joshua ဘန်ကတော့ Champion Single ပွဲခပတ်ပွဲကိုထိုးသက်ရတော့မှာပါเนาะသူနေရှင်ပြိုင်ထိုးသက်ရမယ် Champion ကြီးပန်တိုဂျာကတော့ Joshua ဘန်ကိုလူတိုင်းကနှက်ဖျားလို့ထင်နေကြတယ်တဲ့เนาะလူတိုင်းကအခုเนาะ Brandon River ကိုလည်းနံပါတ်၁နေရာမှာရှိတဲ့ Brandon River ကိုတစ်ချက်တည်းနဲ့အနိုင်ယူပြလိုက်တော့နောက်ငါ့ကိုနိုင်ပဲလို့ထင်နေကြတယ်ဒါပေမဲ့ Joshua ဘန်ကိုဘလို့အမောက်သိပ်ပြမလဲဆိုတာစောင့်ကြည့်ပြကြပါဦးနဲ့ဗျာကျွန်တော်ကအတွေ့အကြုံပိုးရှိတယ် ဂျော်ရှူအာဘန်ထက်အများကြီးတာရီလို့ဘရန်ဒန်ရေဘာကသူကသူပြောသွားတယ်ဒီလိုပြောလို့တော့ဂျော်ရှူအာဘန်အထင်သေးတာမဟုတ်ဘူးတဲ့ဗျာဂျော်ရှူအာဘန်တို့အရေးကြီးရှိတဲ့ဖိုက်တာမျိုးနဲ့ထိုးသက်ရဖို့အတွက်ကျွန်တော်အများကြီးပင်ပန်းခံပြီးတော့လေ့လာပြင်ဆင်ထားပါတယ်ဆိုပြီးတော့ချန်ပီယံရှစ်ပန်တို့ကြားလေးပြောသွားခဲ့ပြီနော်ဂျော်ရှူအာဘန်ကလည်းခုချိန်မှာတကယ်ကိုမှအစင်းမြစ်တဲ့ဖိုက်တာတငယ်ချင်းတွေနဲ့လေ့ကျင့်ပြင်ဆင်မှုတွေကိုကြီးကြပ်လုပ်နေတယ်ဆရာမွေကိုသွားအားပြီးရင်တော့ပို့ပြီးတော့အားရှိသွားမှာပေါ့ဗျာ